တော့မသိဘူးသိရင်လည်းသူတို့တားတယ်ကိုကလည်းဘယ်မှမသိကြမသိလိုက်တယ်ညီမမသိဘူးတော်တော်ကြီးကြားနေတော့မင်းတို့ချားတာလေးမွေးပြီးတမီးကြီးဘယ်မှာဆက်ရမှာလဲမဟုတ်ဘူးနင်လည်းပြောဘယ်မှာဆက်ရမှာလဲမသားခွေရဘဒုဘဘေးရတောက်ကူလားမရှိရလေးတောက်ကူလားနေတယ်မဟုတ်လေမတော်ချင်မှာဆက်ပြီးတော့ဝင်နေ ဆက်ရမယ်ရရရရသူတို့တင်ရပါစားအဲ့တော့မျိုးအခုခုနဲ့မပိုင်တဲ့အဲ့အကြောင်းသိချင်လို့နော်ရှင်းရှင်းသိချင်တယ်ရှင်းရှင်းသိချင်လို့ဘာမှမဟုတ်ဘူးသူတို့ကြိုက်လို့သူတို့ယူကြတော့သူမကြည့်ဘူးသူမချုပ်ဘူးပေါ့ဘယ်တော့ကြည့်တက္ကလုံပြောမယ်ပြောပြောရတယ်ပြောအချိန်တန်လို့ဒုက္ခဖြစ်လို့ဟိုကလင်းဖြစ်လို့ဒီကလင်းစီကိုလာမယ်လာလို့မရတော့ဘူးလာမယ်လာလို့မရတော့ဘူးပြည့်စဲသွားပြီဆိုတဲ့အကြောင်းပြောတာအဲ့တော့ကြောက်ရွံ့နေတယ်ဆိုတော့ဒီကလင်းစီကိုလာလို့မရတော့ဘူးပြည့်စဲသွားပြီဆိုတဲ့အကြောင်းပြောတာနော်တက်တယ်ယူတာမနေ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  တာမှန်းနဲ့လေဒါသူတို့ငယ်လင်ငယ်များတယ်နော်မြင်းကြီးမြင်ငယ်တယ်မဟုတ်ဘူးဒါသူတို့ဘာသူတို့ကိုတကယ်သူကပြဿနာစားမဲ့ဆိုရင်ဒီကောင်လေးတက်ကတ်ပြီဟုတ်လားသူနဲ့အခုမှသုံးရက်မှသူကသူတို့ပြောမှဆိုတော့သူမိမကိုသူဆုံးမှာတဲ့ကွာသူပြန်ပေါက်မှာပါသူကလေးစီတယ်နော်ကလေးနှယောက်စီတယ်သူကပြန်ပေါက်မှာစိတ်တိုင်းသူမိမကိုသူဆုံးမှာတာသူကသူကဆုံးမှာတာဒီများဆွဲစားသွားပြီဟုတ်လားသူနဲ့မပိုင်နိုင်တဲ့အကြောင်းသူမောင်မမလေးသူ့အမေလေးသိရအောင်သူတို့ကဒီမျိုးပေါ်ပြောတာ ိစ္စတစ်ခုကတော့ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူး။ဒီမြန်ကိစ္စဟုတ်တယ်ဟုတ်လား။အချိန်နဲ့လို့ပြန်လာမယ်ဆိုတော့သူ့မှာလည်းမမဟုတ်ဘူးပေါ့ကွ။လည်းမခံတော့ဘူး။နည်းနည်းလာကြာကြာမရှိတော့ဘူး။နောက်ဘယ်တော့ဖြစ်မယ်ဆိုလည်းနည်းနည်းလာကြာကြာမရှိတော့ဘူး။ဘာလို့လဲဆိုတော့တိတ်မယ်တော့။တိတ်နေပေါ့။အဲဖြစ်ဖြစ်တာသာပြောလိုက်တာတခါ။အဲအဲ့လိုအဲ့လို။ဖြစ်ဖြစ်မယ်ဆိုလည်းသူ့ရှိ့လာမလာခဲ့တော့လည်းသူနဲ့မပတ်သက်တော့ဘူးဆိုတော့။သူနဲ့ဘာမှမဆိုင်ဘူး။ခလေတောင်းဝန်ပါတောင်းဝန်သူဘာမှတောင်းဝန်မယူတော့ဘူး။သူမယူတော့ဘူးသူပဲတောင်းဝန်ယူတော့ဘူး။အဲတကယ်လို့သူတော့လင်မယား क्वे မယ်ဆိုရင်ခလေတောင်းဝန်သူယူရမယ်။ဟုတ်လား။အခုကမ क्वे ဘူး။အခုက क्वे ဝါ သူတော်မကလင်းရောက်ပြီဆိုသူမှဘာမှမပေးတော့ဘူးအဲ့လိုမျိုးပြောချင်တာအမတူစားပြောပြတာနော်။ရရဲဘာပြောလဲ။ကိုဖြစ်ချင်တဲ့ဆက်ကပြောပြရတယ်။ကိုဖြစ်ချင်တဲ့ဆက်ကပြောပြရတယ်။မောင်းနဲ့နင်းနဲ့ကမပေါင်းတော့ဘူးလို့ပြောလို့လေသူကမပေါင်းတော့ဘူးလို့ပြောတယ်။မပေါင်းဘူးလို့သူကပြောတာ။ဟုတ်ပါဘူး။တောင်းရတယ်။ကျွန်တော်ကတောင်းရပါလေ။ပြောရတယ်။နင်းကပြောရတယ်။ ကအရွယ်မှာဒါလီမယားပြောကြတာပဲပြောတဲ့စကားပဲအခုသူကမချိုက်လိုက်ဘူးဘောတဲ့ကျွန်တော်ချက်တူကစကားပြောတာချက်တူဘယ်တက်တယ်ကျွန်တော်ကိုယ်ပါမဲ့တော့ပြေလကောက်တဲ့ကူကတော့လဲလောက်မဲ့တော့ဟုတ်တယ်တော့ဟုတ်တယ်ကံတို့ရပါတော့တယ်တော့ဘာသေးမကြောချမ်းဟိုဘုံလောင်ကြရပါတော့မတိုင်းလဲဤကြံတော့ဘယ်မှာဟိုလေးချက်လာတယ်တယ်လီကလာတယ်သူရတတ်သူရတတ်ဆောင်ရတယ်တတ်မကြည့်လို့

ပြောမယ်အဲဆိုဆိုင်မပြောမယ်ပြပြောမယ်အဲအဲဆိုဆိုင်မပြပြောမယ်သူမတွေ့သိတယ်သူကလာလမ်းကျဲတောင်ပွဲသိတယ်ဒါသူနဲ့ဘိုးနဲ့ယူပြီးလို့ရင်ကျွန်တော်နဲ့မဆိုင်တော့ဘူးလို့ဆိုတော့ဘိုးကလာကိုတက်တော့နော်သူမတောင်ဝင်နဲ့မယူတော့ဘူးကျွန်တော်မတောင်ဝင်နဲ့မယူတော့တောင်ယူတော့ ဆွေးနှံပွဲရှိတယ်။ဒီမှာဆက်ရမှာလေ။ဘာမှဆက်မပြီးဘူး။ဘူးပြီ။ဒီမှာဆက်ရမယ်။သူ့မဲကြီးကသူ့မဲမောသူ့မဲကြီးပြောတာလား။သမီးတည်းဘယ်မှာဆက်ရမှာလဲ။မပူလေးလေးပြော။မနေ့ကဆက်ရမှာ။ဆွေးနှံပွဲရ။ဘာလို့မေးရ။မဟုတ်လေ။မကောက်တာတော့တိုက်တော့ဝင်ရမယ်။ ဟုတ်ကဲ့ဒီမှာဒီပါပဲဆက်ဆက်အာဒီမှာအမမယူနော်ပြောရရင်တော့ပြောရရင်တော့ပြောရရင်ပြောရရင်အဲအဲ့ဒါလိုမျိုးအခုသူ့နဲ့မပိုင်တဲ့အကြောင်းသူသိချင်းလို့နော်ရှင်းရှင်းသိချင်းနဲ့ရှင်းရှင်းသိချင်းလို့ဘာမှမဟုတ်ဘူးသူတို့ကြိုက်လို့သူတို့ယူကြတော့သူမှသိတယ်သူမရှိဘူးပေါ့ပြောတတ်ရှေ့စကားလုံးပြောမယ်ပြောပြောပြောရတယ်ပြောအချိန်တန်လို့ဒုက္ခဖြစ်လို့ဟိုကလင်းဖြစ်လို့ဒီကလင်းစီကိုလာလို့မရတော့ဘူးလာလို့မရတော့ဘူးလာလို့မရတော့ဘူးလာတတ်တယ်ဆက်ထားပြီးယူတာနော် တယ်မနေ့မနေ့တက်တယ်ကြီးပါဒါမှန်တယ်လေဒါသူတို့ငယ်ငယ်ငယ်များတယ်နော်မြင်းချင်းမြင်ငယ်တယ်မဟုတ်ဘူးဒါသူတို့ကသူတို့ကိုတကယ်သူကပြဿနာစားမစုံရင်ဒီကောင်လေးတော့ကပြစ်မယ်ဟုတ်တယ်လားသူနဲ့အခုမှတုံးညံ့မှသူကဘယ်လိုပြောမှဆိုတော့သူမိမကိုသူတုံးမှတဲ့အတွက်သူပြန်ပေါက်မှာပါသူခလေးစိတ်တယ်နော်ခလေးနဲ့ရစိတ်တယ်သူကပြန်ပေါက်မှာအတိုင်းတိုင်းသူမိမကိုသူတုံးမှတာသူကသူများသူကတုံးမှတာသူများအဆွဲစားသွားပြီ အားထားတာသူ့နဲ့မပိုင်နေတဲ့အကြောင်းသူ့မောင်နှမတွေသူ့အမေတွေသိရအောင်ဆိုလို့အခုလူမျိုးခေါ်ပြောတာကိစ္စတစ်ခုကတော့ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးလင်းမြကိစ္စဟာဟာလားအချိန်နဲ့တော့ပြန်လာမယ်ဆိုရင်တော့သူ့မှာငွားမဟုတ်ဘူးပေါ့ကွာ တော့လက်မခံတော့ဘူးနင်းနဲ့လာစရာကြောင်းမရှိတော့ဘူးနောင်ဘက်ခါဖြစ်မယ်ဆိုတော့နင်းလာစရာကြောင်းမရှိတော့ဘူးသူကအဲ့လိုမျိုးသိပ်ပဲပြောတာသိကျင်နေပေါ့ခါကြီးဖြစ်တော့သာပြောလိုက်တာတခါလေအဲ့လိုလောက်ခါဖြစ်မယ်ဆိုတော့သူ့ရှိကိုလာမလာခဲ့တော့လည်းသူနဲ့မပတ်သက်တော့ဘူးသူနဲ့ဘာမှမဆိုင်တော့ဘူးခလဲတာဝန်ပါတာဝန်သူဘာမှတာဝန်မယူတော့ဘူးမယူတော့ဘူးသူပဲတာဝန်ယူတော့ဘူးအဲ့တကယ်လို့သူတို့လင်မယားကွဲမယ်ဆိုရင်ခလဲတာဝန်သူယူရမယ်ဟာဟာလားကြောက်ကပတ်စီအဖိုးကကွဲသွားပြီသူတော့မကလင်းရတော့ဘူးဆိုသူ့မှာဘာမှမပေးတော့ဘူးအဲ့လိုမျိုးပြောချင်တာပါ

đây là bông này cầm bự cắt rễ để cỡ tuôn hoạt sắp tới tuôn nữa ăn đôi giờ bán rồi có hồi <laughs> tí một đôi <laughs> sang ngô bự lồng cái <laughs> đó phải toàn phải tay chứ chẳng có phải làm phải u lê chắc luôn tôi giờ tập tôi giờ tạm mà xong hoạt tạm cái gì rồi kra kra nâng một gì gì cái thằng kra như nào cả luôn mà hoàn kra luôn ai prenô đấy chẳng ไปหอมคนละตาคนละบุญเดี๋ยวเราเบียกันตาเดี๋ยวผมก็จะต้องอยู่ในตาลงยาเราไว้ตุ้งก็เลยขอกับเชียร์ได้ลงในตัวแล้วเอ็นเยอะเลยยางกระโดดเลยเอ็นเยอะเลย